ူပါတိုင်ဖုန်းရာကစားဖြတ်တန်းသွားပြီးနောက်မှာတော့ထိုင်ဝမ်နိုင်ငံရှေ့ပိုင်းကခွန်ဖုန်းမျိုးလေးဟာရွှွန်းလုံပင်လယ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီကေဇေးဤဝန်ထမ်းတွေဟာထူထဲတဲ့ရွှွန်းလုံတွေကြားထဲမှာအသက်ရှင်ကျန်ရသူတွေကိုမျှော်လင့်တကြီးနဲ့ရှာဖွေနေကြဆဲဖြစ်ပြီးတည်ဆုံးသူအကြီးအတွက်ကတော့15ဦးထိမြင့်တက်လာခဲ့ပြီးဖြစ်ပါတယ်အင်္ဂါနေ့ကတောင်တန်းတွေပေါ်မှာမိုးတိထန်စွာရွာသွန်းမှုကြောင့်တဘာဝတိုင်းဖြစ်ပေါ်နေတဲ့တမန်ပိတ်ရေကန်တစ်ခုရေချန်ရာကနေ ရှင်နုံလေးတဲရီနဲ့တူရေနံရံကြီးတစ်ခုအဖြစ်မျိုးလေးစီဘူးအချိန်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်မြမဖြစ်သူရဲ့ရုပ်အလောင်းကိုရှာဖွေနေတဲ့ဝမ်မီသားစုဝင်တူကတော့သူမကအိမ်ထဲမှာပဲဆုံးသွားတာအိမ်တစ်ခုလုံးရှင်နုံပြေးသွားတော့ဘလို့မှထုတ်လို့မရတော့ဘူးလို့ကြေးကွဲစွာပြောပြခဲ့ပါတယ်အခုဆိုရင်ရေဒီပြန်ကျသွားပြီမဲ့ကွမ်ဖူးမျိုးလေးတစ်ခုလုံးဟာမိခိုးရောင်ရှင်နုံဒီအောက်မှာနင်းမြုပ်နေသေးပါပဲ ။ဘေးအနေနဲ့ကျွမ်းကျင်သူတွေကတော့ဒီတစ်ခေါက်ရေလွှမ်းမှုမှုဟာအနေနဲ့တွေအလွန်အမင်းပါဝင်နေတဲ့အတွက်ထူးခြားပြီးပိုအန္တရာယ်များခဲ့တယ်လို့သုံးသပ်ကြပါရစေ။အနာဂတ်မှာထပ်မံအန္တရာယ်မဖြစ်စေဘူးအဓိကအကြောင်းရင်းဖြစ်တဲ့တမန်ပိတ်ရေကန်ကိုဘလို့ကင်တွယ်ဖြစ်ရှင်းမလဲဆိုတာကတော့အနာဝိုင်းတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ကြံရှိနေပါတယ်။